အားလုံးပဲမင်္ဂလာပါရှင်ဒီခါတင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ထိုင်းနိုင်ငံကျေးလက်ဒီတာမှာအစာပြုကအတားဆီးများကိုကြော်ဖြတ်ပြီးကမ္ဘာအကြီးဆုံးဂီတပွဲတော်တွေရဲ့ဆင်မြင့်အထိအောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့မျော်လင့်ချက်ကွဲပြားမှုနဲ့လုံလောက်ရီယာရဲ့တင်ဂီတတစ်ခုဖြစ်တဲ့ Blackpink အဖွဲ့ဝင် Lisa အကြောင်းပဲဖြစ်ပါတယ်ရှင်မတင်ဆက်ခင်လေးမှာကျမတို့ရဲ့ YouTube Channel ကို Like and Subscribe လုပ်ရသေးဘူးဆိုရင် Like and Subscribe လုပ်ပြီးတော့အသစ်တင်တိုင်းသိရဖို့အတွက်ဘီနာအခောင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပေးကြပါအောင်နော်အစင်းနှစ်ဖြစ်ပြီဆိုရင် ဆက်လိုက်ကြရအောင်ကမ္ဘာအကြီးဆုံးဂီတပွဲတော်ရဲ့စင်မြင့်အထိအောင်မြင်လာမယ့်လီဇာကို1998ခုနှစ်မလ29ရက်နေ့မှာ ထိုင်းနိုင်ငံဘူရီယန် KI မှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ငွေနာမည်ကတော့ Plan Priya Manoban ဖြစ်ပါတယ်။နောက်ပိုင်းမှာထိုင်းလူမျိုးတဦးရဲ့အကြံပေးချက်အရသူမရဲ့အမည်ကို Laliser ဆိုပြီးပြောင်းလဲခဲ့ပါတယ်။ Laliser ရဲ့အထိပ္ပယ်ကတော့ချီးမိုးခံရသူလို့အထိပ္ပယ်ရပါတယ်။ငယ်စဉ်ကတည်းက Lisa ဟာအမှုပညာဖြောပြီးမှုကိုအထူးစိတ်ဝင်စားခဲ့ပြီးတော့ Wizard Group အမည်ရှိတဲ့ကလေးကရအဖွဲ့မှာပါဝင်ပြီးတော့ကပြခဲ့တာလည်းဖြစ်ပါတယ်။ ထိုင်းလိုမျိုးဖြစ်ပေမဲ့သူမရဲ့ဘာသာစကားကျွမ်းကျင်မှုတွေထိုင်း၊ကိုရီးယား၊အင်္ဂလိပ်၊ဂျပန်နဲ့တရုတ်စကားတက်ကျွမ်းကျင်တွေဟာဆိုလို့ရှိရင်လီဇာရဲ့အပြည့်အစုံဆိုင်ရာအောင်မြင်မှုအတွက်ထူးခြားတဲ့အခွင့်အလမ်းများဖြစ်ပါတယ်။၂၀၁၀ခုနှစ်မှာတော့ YG Entertainment ရဲ့ကဘာလေရွေးချယ်ရေးအစီအစဉ်တို့ဝင်ရောက်ရှင်ပြိုင်ခဲ့ရမှာထိုင်းနိုင်ငံမှာတဦးရေသောရွေးချယ်ခံရသူဖြစ်ပြီးတော့အသက်14နှစ်အရွယ်မှာတောင်ကိုရီးယားသို့ပြောင်းရွှေ့ခဲ့ပါတယ်။၆နှစ်ကြာပြင်းထန်တဲ့လေ့ကျင့်မှုတွေအပြီး၂၀၁၆ခုနှစ်ဩဂုတ်လ၈ရက်နေ့မှာတော့ Lisa ဟာ Blackpink အဖွဲ့ ွဲ့ရဲ့အဓိကကကြည်တဲ့ main dancer အဓိက rapper lead rapper နဲ့အဆိုရော sub vocal အဖြစ် Jisoo, Jennie နဲ့ Rosie နဲ့အတူစတင်ခဲ့တာပဲဖြစ်ပါတယ်။ Blackpink ရဲ့ပထမဆုံးသချင်းတွေဖြစ်တဲ့ Bumbaya နဲ့ Wistel တို့ ਆ ဆိုလို့ရှိရင်တောင်ကိုရီးယားနဲ့ကမ္ဘာတဝမ်းမှာစံချိန်သစ်တွေကိုချိုးဖောက် ပြီးတော့ချက်ချင်းအောင်မြင်မှုရရှိခဲ့ပါတယ်။ Lisa ရဲ့ဆွဲဆောင်မှုရှိတဲ့ကာကွက်တွေချစ်စရာကောင်းတဲ့ရုပ်ရည်တွေကြောင့်သူမဟာပရိသတ်များရဲ့အနှစ်သက်ဆုံးအဖွဲ့ဝင်တအူးလေးဖြစ်လာခဲ့ပါတယ်။တောင်ကိုရီးယားဖြော်ပြီးလောကရဲ့ပြင်းထန်တဲ့ပြိုင်ဆိုင် င်မှုတွေကြားမှာနိုင်ငံသားသားအိုင်တော်တူဖြစ်နေပေမဲ့ဘာသာစကားနဲ့ယဉ်ကျေးမှုအတားအဆီးများကိုကြော်လွန်ပြီးတော့ Blackpink ရဲ့အဓိကအစိတ်ပိုင်းတစ်ခုလည်းဖြစ်လာခဲ့ပါတယ်။ Blackpink ရဲ့အောင်မြင်မှုကတော့လျှက်တစ်ပြက်ကြီးထွားလာခဲ့ပြီးတော့ through to through through k this less how you like that စာရတဲ့ချင်းများကိုထုတ်ဝေခဲ့ပါတယ်။2019ခုနှစ်မှာတော့ ကိုစလာဖျော်ဖြေရေးပွဲမှာပထမဆုံးသော K-pop အမျိုးသမီးအဖွဲ့အဖြစ်ဖျော်ဖြေခဲ့ပြီးတော့ YouTube နဲ့ streaming စံချိန်များစွာကိုချိုးဖျက်ပြီးတော့ဂီတသမိုင်းမှာသူတို့ရဲ့နေရာကိုခိုင်မာစွာတင်ပိုင်နိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။2021ခုနှစ်စက်တင်ဘာလ10ရက်နေ့မှာ Lisa ဟာ La Lisa အမည်ရှိတဲ့တကူတော်တချင်းဖြန့်ချီခဲ့ပါတယ်။အဲ့ဒီတချင်းဟာဆိုရင်24နှစ်ရည်အတွင်းအကြည့်အများဆုံးတကူတော်ဂီတဗီဒီယိုအဖြစ်စံချိန်ချိုးကကြည့်ရှုမှု83.6တန်းတို့ကျော်ထိတောင်ရှိနေခဲ့ပါတယ်။ င်းတဲ့ဗီဒီယိုတွေမှာလီဇာရဲ့ထိုင်းရင်ကျေးမှုကိုဂုံပြူတဲ့ရိုးရဝတ်စုံတွေနဲ့အမှတ်လက္ခဏာများပါဝင်ခဲ့ပြီးတော့ရင်ကျေးမှုဆိုင်ရာဂုံယူမှုကိုဖော်ကျူးခဲ့တဲ့အတွက်ကြက်ကြက်ပြင်းပြန့်ကိုချီးကျူးခြင်းကိုခံခဲ့ရပါတယ်။သူမရဲ့မန်းနီးတချင်းဟာလည်းတစ်တော့ရင်ဗိုင်းရဲ့အဖြစ်ကြီးကျယ်ခဲ့ပြီးတော့သူမရဲ့ဩဇာလွှမ်းမိုးမှုဟာ ဂီတပလက်ဖောင်းများထက်ကျော်လွန်ကြောင်းသက်သေပြနိုင်ခဲ့ပါတယ်။တကူတော့လှုပ်ဆောင်မှုဖြင့်လီဇာဟာသူမရဲ့ပါရမီဖန်တီးမှုစွမ်းရည်နဲ့ကိုယ်ပိုင်လက္ခဏာတို့ကိုကဘာတဝမ်းအာယုံစိုက်မှုရရှိစေနိုင်ကြောင်းလည်းပြသနိုင်ခဲ့ပါတယ်။လီဇာဟာဆိုရင်ဂီတကဘာတစ်ခုတည်းကနေပြီးတော့အောင်မြင်သူမဟုတ်ဘဲနဲ့ Celine Burgery နဲ့ Mass Cosmetics တို့လိုနာမည်ကြီးအဆင့်မြင့်အမှတ်တံဆိပ်များရဲ့ကဘာလုံးဆိုင်ရာတန်တမန်လည်းဖြစ်ပါတယ်။ Lisa ရဲ့ထူးခြားတဲ့ fashion အမြင်နဲ့ style ကြောင့် fashion အပေါ်ဩဇာလွှမ်းမိုးမှုမှာအလွန်ကြီးမားပြီးတော့သူမဝစ်ဆင်ခဲ့တဲ့အဝတ်အစားများလည်းချက်ချင်းလီဇာအကျိုးတရားမှုဖြင့်ကုန်သွားလေးရှိပါတယ်။သူမကတော့ Landy Style နဲ့အစင်းမြင့် fashion ကိုချောမွေ့စွာပေါင်းစပ်နိုင်ပြီးတော့ဒီဇိုင်နာများနဲ့အမတ်တဆိတ်များအတွက်စိတ်ကူးအားဖြစ်စေသူလည်းဖြစ်ပါတယ်။လီဇာရဲ့ဘဝခရီးမှာစိန်ခေါ်မှုအလွန်များပြားကြောင်းလည်းတွေ့ရပါတယ်။ တောင်ကိုရီးယားမှာနိုင်ငံသားသားလေးကျင်သားတဲ့ဦးအနေနဲ့ဘာသာစကားအခက်ခဲတွေယဉ်ကျေးမှုကွာဟာချက်တွေနဲ့တခါတည်းရနိုင်ငံသားသားမုံတီးရေးဆိုင်ရာပြဿနာများကိုလည်းရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့သူမဟာဇွဲရှိရှိကိုရီးယားစကားကိုကျွမ်းကျင်စွာသင်ယူခဲ့ပြီးတော့အဖွဲ့ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်လိုက်လောညှိထွေဖြစ်အောင်လှုပ်ဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။လီဇာဟာဂီတာ၊လူမှုမီဒီယာ၊ဖက်ရှင်၊သရုပ်ဆောင်တွေပဲတွေမှာ စု22စုရရှိပြီးတော့စကားတင်စရင်းမှာအကျဉ်60အထိပါဝင်နေခဲ့ပါတယ်။ ထိုင်းနိုင်ငံကြီးလက်ဒေသမှာအစာပြူကအသားစီးများကိုကျော်ဖြတ်ပြီးကမ္ဘာအကြီးဆုံးဂီတပွဲတော်တွေရဲ့ဆင်မြင့်အထိအောင်မြင်မှုရယူနိုင်ခဲ့တဲ့လီဇာကတော့ကြော်ကြားမှုရဲ့အလယ်မှာရိုးသားမှုကိုထိမ့်သိမ်းထားနိုင်ပြီးတော့စူးစားအထောက်မှုတွေကြောင့်အမှုပညာရှင်တအူးထပ်ပို့လာခဲ့ပြီးတော့မျော်လင့်ချက် ကွဲပြားမှုနဲ့လုံလောက်ရီးယားရဲ့တင်ဂီတတစ်ခုပဲဖြစ်လာခဲ့ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။